ဒီရှေပေါင်းတက်ကငံပေါင်းတက်လို့ထည့်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်မှာရှေပေါင်း6ကနောက်ပေါင်း6လို့ထည့်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်မှာရှေပေါင်း2ကနောက်ပေါင်း2လို့ထည့်တယ်တစ်ချိန်နှစ်ချိန်သုံးချိန်မှာ အရှိပေါင်းကနောက်ပေါင်း၅လို့ထည့်ရှာကြည့်နော်အားလုံးကျွန်တော်ရဲ့မက်ဆေ့ချ်ငယ်ချင်းများအားလုံးကနန်တဆိုင်တကနန်တဆိုင်ဆိုတာကနော်မလွယ်ကူဆိုတဲ့အကြောင်းကိုဒါကျွန်တော်နော်ပြပါမယ်ဒါကျွန်တော်ရဲ့မန်ဘာတွေကနန်တကွက်နော်အားလုံးကျွန်တော်ရဲ့မက်ဆေ့ချ်ငယ်ချင်းများအားလုံးရှီပေါင်းတက်ကနောက်ပေါင်းတက်လို့ထည့်တယ် ရှေပေါင်း6ကနောက်ပေါင်း6လို့ထည့်တယ်ရှေပေါင်း2ကနောက်ပေါင်း2လို့ထည့်တယ်ရှေပေါင်းကနောက်ပေါင်း5လို့ထည့်ထားတယ်အဲ့လိုပဲနော်သူက၄ကက်စီသွားထားတယ်နော်ဒီစားကြီးဒီချိန်နှစ်ချိန်သုံးချိန်မှာရှေပေါင်း၄ရနောက်ပေါင်း၄လို့လဲဒီမှာ၅ကက်ထီအောင်ထည့်ထားတယ်ပေါ့နော်သူထည့်တယ်လို့နော် ူထဲ့တယ်လို့ပေါ့ဒါပေမဲ့ကျွန်တော်လေးကန်နဲ့ဖြတ်ယူရပေါ့လေးကန်နဲ့ဖြတ်ယူရဆိုတာနော်နောက်ပြီးကျတော့အထောက်သဘောမျိုးနဲ့အရှင်းအောင်ကျွန်တော်ပြပေးမယ်နော်သူထဲ့တယ်လို့ပဲနော်လိုက်ထဲ့တယ်ဗျသူထဲ့တယ်လို့လိုက်ထဲ့တာဘလို့ထဲ့လဲဆိုတော့ကျွန်တော်တို့ဒီမှာကြည့်ဒါမျိုးလေးကြောနော်ဒါကြတော့တမျိုးပြောင်းသွားတယ်ပေါ့တမျိုးပြောင်းသွားတယ်ဆိုတော့ဒီနောက်ပေါင်းတက်ကတည့်ရဲ့ပါဝါနောက်ပေါင်း6လို့ထည့်တယ် เนาะဒီမှာကျတော့နောက်ပေါင်း30အဲ့နောက်ပေါင်း30ရဲ့ပါဝါနောက်ပေါင်း5လို့ထည့်ထားဒီမှာလည်းအဲ့လိုပဲကျွန်တော်တစ်ချိန်နှစ်ချိန်သုံးချိန်မှာနောက်ပေါင်း8ရဲ့ပါဝါနောက်ပေါင်း3လို့သူထည့်ထားတယ်အဲ့ဒီမှာကျွန်တော်တို့ ဒီနောက်ပေါင်း၁ရက်ပါဝါနောက်ပေါင်း၆လို့ရိုက်ထားတယ်နောက်ပေါင်း၁၀ရက်ပါဝါနောက်ပေါင်း၅လို့ရိုက်ထားတယ်နောက်ပေါင်း၈ရက်ပါဝါနောက်ပေါင်း၃လို့ရိုက်ထားတယ်ကျွန်တော်တို့ကဒီမှာကနောက်ပေါင်း၂လို့ရိုက်ထားတယ်၂ရက်ပါဝါကျွန်တော်တို့ကနောက်ပေါင်း9လို့ထည့်ရတာဝါရနောသူက လီကက်စီဒါပေမဲ့ဒီဆိုင်မှာနှစ်ချက်တည်းဝင်ထားထိတ်နှစ်ချက်ခါနှစ်ချက်နော်ပိတ်နှစ်ချက်ဝင်ထားတယ်နော်ဒါအားလုံးလဲနော်ကျွန်တော်ရဲ့မက်ဆီငွေချင်းများအားလုံးနော်ဒါရစီချင်းနဲ့ဆန္ဒနဲ့ကျွန်တော်ကျွန်တော်မမန်ပါတဲ့ကနော်ကနန်းတစ်ပတ်ကိုဒါချပြလိုက်တာပါနော်နောက်ပေါင်း1တည့်ရပါပါနော်နောက်ပေါင်း6တစ်ချိန်နှစ်ချိန်သုံးချိန်မှာနောက်ပေါင်း10 10ရပါပါနောက်ပေါင်း9တစ်ချိန်နှစ်ချိန်သုံးချိန်မှာနော် နောက်ပေါင်း၈ရပါပါနောက်ပေါင်း၃တစ်ချိန်နှစ်ချိန်၃ချိန်မှာနောက်ပေါင်း၂ရပါပါနောက်ပေါင်း၇သူလေးကစီသွားထားတယ်ပေါ့အဲ့ဒီမှာ तू ကဘလို့လောက်ထားလဲဆိုတော့ဒီ line မှာပေါ့နော်ကျွန်တော်တို့ तू ကတော့ကျွန်တော်ဖြည့်ချက်တွေတော့မပြခဲ့ဘူးနော်ဒီ line မှာကျွန်တော်ပေါင်းချင်းနေနဲ့ပြသွားမှာဖြည့်ချက်တွေကတော့ရှိတယ် line ပေါ်မှာကနော်ဖြည့်ချက်တွေပြလို့ရှင်ကျွန်တော်မူတိုင်းပဲသူတို့ကလိုက်လာတယ်ဗျ ဒါအားလုံးလည်းတော့ကျွန်တော်ဖြီချက်တွေကိုကျွန်တော်ကျွန်တော်ရဲ့မန်ပါတွေကိုတော့ဒါတက်နိုင်တဲ့လောက်တော့ဖြီပေးတယ်နော်တက်နိုင်တဲ့လောက်တော့ဖြီပေးတယ်ဒီ line ပေါ်မှာတော့တော့ဒါတက်နိုင်တဲ့လောက်တော့ကျွန်တော်အပေါင်းကြီးတွေကိုထည့်ပေးတယ်ဖြီချက်ကိုတော့မပြခဲ့ဘူးပေါ့နော်ဒီချက်ကြည့်ပါအဲ့လာတဲ့ line လဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်6ထိတ်တစ်ချိန်နှစ်ချိန်သုံးချိန်မှာ6ထိတ်เนาะတစ်ချိန်နှစ်ချိန်သုံးချိန်မှာ 6ထိပ်တစ်ကြိမ်2ကြိမ်3ကြိမ်ပါ6ထိပ်လို့လေးကြရဒါဒီ line ဆိုလို့ရှင်ဒါအကူတွေเนาะတောင်းသိန်းဟာဒါမိနစ်ကကျွန်တော်ရဲ့မှန်ပါတွေပေါ့เนาะဒါဖြည့်နိုင်ပါပြီเนาะဒီ line ကိုเนาะအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးသူလှုပ်ထားတယ်ပေါ့เนาะသူလှုပ်ထားတာကဘယ်လိုလှုပ်ထားလဲဆိုတော့ကျွန်တော်တို့ဖြည့်ချက်ကိုမပြခဲ့ဘူးเนาะဒါ ဒီလုံးလုံးပေါင်း6တယ်နော်ဒီလုံးလုံးပေါင်း9တယ်6ဒီလုံးလုံးပေါင်း4တယ်654ဒီသုံးလုံးပေါင်းသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က6ထည့်လို့ထည့်ရတာပါ ီကြဒီနော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအလုံးဒီသုံးလုံးပေါင်း6တယ်ဒီသုံးလုံးပေါင်း5တယ်ဒီသုံးလုံးပေါင်း4တယ်6 5ဒီသုံးလုံးပေါင်း3တယ်6 5 3အဲ့6 5 3ကို तू အထည့်ကျင်လို့ထည့်ထားတာမဟုတ်ဘူးကြဒီကြဒီနော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအလုံး तू ကဒီပေါ်မှာ तू ကခွတ်30လောက်ထားတယ်ခွတ်30နဲ့ကျွန်တော်တို့ तू ကဒီနှလုံး30နဲ့ကို30လို့ထည့်ထားနော် ီနှလုံးဒီအခွနဲ့เนาะဒီနှလုံးတစ်စင်းနဲ့တစ်စင်းလို့ထည့်ထားတယ်ဒီမှာလည်းအလိုပဲကျွန်တော်တို့ခွနှစ်ဒီခွနှစ်ကိုကျွန်တော်တို့ဒီနှလုံးရှစ်နဲ့တစ်စင်းလို့ထည့်ထားတယ်ဒီချက်ကြီးเนาะเนาะရမေးစစ်ငယ်ချင်းများအားလုံးခွတစ်စင်းအဲ့ခွတစ်စင်းကိုဒီနှလုံးတစ်စင်းနဲ့ကိုကျွန်တော်တို့လီလုံးပေါင်းတစ်စင်းလို့ထည့်ထားတယ်တိတ်ကနှစ်ချက်ဝင်ထားเนาะကြည့် ကျွန်တော်တို့ကဒီမှာကခွနှစ်ခွနှစ်ကိုဒီကအောက်ကနှစ်ခါနဲ့ကျွန်တော်တို့က6ထိပ်လို့ထဲမှာ30လို့ဖြစ်မှာ6ထိပ်ဒီကလာတာလည်းဒီ3လုံး5ဒါဒီ3လုံး6ဒီ3လုံး5ဒီ3လုံး4ဒီ3လုံး3ဆိုလို့ရှိရင်6ထိပ်ဒီကအခွနဲ့နော်အခွနဲ့အပိတ်နဲ့ထိတ်နဲ့နော်ဒီ4လုံး30အခွနဲ့အပိတ်နဲ့ထိတ်နဲ့ဒီ4လုံး30အခွနဲ့ပိတ်နဲ့ထိတ်နဲ့ဒီ4လုံး30 အခွနဲ့ပိတ်နဲ့ထိတ်နဲ့ဒီလေးလုံးတစ်စီလို့ရှင်6ထိတ်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးဒီလိုက်မှာကရှိတယ်ကြဒါကျွန်တော်တဝက်တစ်ပြက်နဲ့ဒါဖြတ်ပြီးပြတာပေါ့เนาะဖြီချက်တွေတော့လုံးဝမပြခဲ့တော့ဒါပေမဲ့အောင်ခဲ့တော့ရှိလို့ရှင်ကျွန်တော်ဒီကနန်းဆက်ကိုအစာဆုံးကျွန်တော်အကုန်ဆွဲထုတ်ပြီးတော့ကျွန်တော်ပြပေးပါမယ်เนาะသူကဒီကနန်းကိုကြဖို့ကလည်းတစ်ချိန်နှစ်ချိန်သုံးချိန်ရဲ့ဘေးမှာပေါ့เนาะဒီနောက်ပေါင်း ရှီပေါင်းတက်ကနောက်ပေါင်းတက်လို့ထည့်ထားတယ်အဲ့နောက်ပေါင်းတက်ကနော်ရှီပေါင်းတက်ကနောက်ပေါင်းတက်လို့ထည့်လို့ရလဲသူကဒီနှလုံးပေါင်းတက်လို့ထည့်ပြီးမှခြေကွယ်လိုက်နဲ့သူထောက်ထွက်ထားတယ်ပေါ့နော်သူကလည်းအဲ့လိုပဲကျွန်တော်တို့ဒီကနန်းကိုထည့်ဖို့ကလည်းတစ်ချိန်နှစ်ချိန်သုံးချိန်ရဲ့ဘေးမှာပေါ့နော်သုံးချိန်ရဲ့ဘေးမှာရှီပေါင်း6ကနောက်ပေါင်း6လို့ထည့်တယ်ပြီးတော့သူကနော်ဒီနှလုံးပေါင်းတက်လို့ထည့်ပြီးမှနော် ဒီနှလုံးပေါင်း1လို့ထည့်ပြီးမှရှီဝမ်6ကနောက်ပေါင်း6ပေးထားတယ်ပေါ့ဒီတစ်တရားလည်းเนาะခုနကကျွန်တော်ပြခဲ့တဲ့ဒီ6တွေပေါ့ဒီလိုမျိုးပေါ့เนาะဖြီစာเนาะကျွန်တော်တို့ကဒီကပေါင်းထည့်သွားလို့ရတာအကုန်ပေါင်းထည့်လို့ရလို့ရတယ်ဖြီချက်ကိုเนาะရှာဖို့ဆိုတာကမလွယ်ဘူးဗျเนาะကနန်းတဆိုင်เนาะမမ်ဘာဆိုတာလည်းမမ်ဘာနဲ့တူအောင်တန်းအောင်ပြရတာပဲကျွန်တော်တို့ကမမမမနဲ့လွယ်လွယ်လေးခေါ်ထားတော့မဟုတ်ဘူးဗျ နော်လော်လော်လေးကော်ထားလို့မဟုတ်ဘူးအဲ့ဒီမှာကသူကဒီ3လုံး6ဒီ3လုံး5ဒီ3လုံး4ဒီ3လုံး3နော်3လို့ထည့်မှဆို6ထိပ်ဒီအခွားနဲ့ပိတ်နဲ့ထိတ်နဲ့တဆဲတဲ့အခွားနဲ့ပိတ်နဲ့ထိတ်နဲ့တဆဲတဲ့နော်အခွားနဲ့ပိတ်နဲ့တဆဲတဲ့အခွားနဲ့နော်ပိတ်နဲ့ထိတ်နဲ့တဆဲတဲ့အဲ့လိုတဆဲလို့ထည့်လို့ရှိရင်သူက ဒီကနော်3နဲ့8နဲ့ဒီက8ခါနဲ့9လို့ပြန်ထည့်တယ်9လို့ပြန်ထည့်တယ်နော်ဒီမှာလည်းအဲ့လိုပဲကူးပြီးတော့ကျွန်တော်တို့ဒီကအပိတ်နဲ့ခါလုံးနှလုံးနဲ့ကို8လို့ပြန်ထည့်တယ်ကျွန်တော်ဒါအကုန်ပြလိုက်လို့ရှင်အကုန် ရှုပ်ကုန်ဆုံးလို့ဒါခွက်ခွက်ပြတယ် နော်အဲအကြောင်မလို့တောင်းသွင်းမှာဖြည့်ချက်တွေမပြအောင်ဆိုတော့အဲအကြောင်မလို့ပေါ့နော်ဒီမှာဒီသုံးလုံးကိုနော်ဒီသုံးလုံးရှစ်နော်ဒီသုံးလုံးကို तू ကခွန်လို့ထည့်ထားခွန်လို့ထည့်ထားတယ်ဒီသုံးလုံးကို6လို့ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ9ခါရှိနေကြောင်မလို့ဒီမှာ3ပိတ်ရှိနေတဲ့ကြောင်မလို့6လို့ထည့်ပေါ့ကျွန်တော်တို့က8ခါလို့ထည့်မှာ ရှစ်ခါလို့ထဲမှာအဲ့မှာ6ရှစ်အတွဲအချမ်းကြီးပါနော်ကျွန်တော်ရမက်ဆီနေချင်းများအလို့ line တစ် line ကိုသူကထည့်ခြင်းလို့ရှင်နော်မာယာများတယ်ဒါရိုးရိုးတန်းတန်းနော်ဒါမသိတဲ့လူဆိုလို့ရှင်တောင်းသိုံလူဆိုလို့ရှင်နော်ကောက်ထည့်လိုက်ပါပေါ့နော်ဒီနောက်ပေါင်း1ကနော်နောက်ပေါင်း6နော်နောက်ပေါင်း1က1ရပါပါ6နောက်ပေါင်း10ရ10ရပါပါ9နောက်ပေါင်း8ရပါပါ3နောက်ပေါင်း2နော်2ရပါပါခုံလို့ဖြစ်ပေါ်ကကိုးကတ်လိုက်အောင်ပေါ့ နော်သူတို့ယူယူတန်းတန်းထဲ့မယ်ဆိုလို့ရှိရင်ကိုကတ်လိုက်အောင်ပေါ့နော်အဲ့ဒီမှာ तू က तू လှုပ်ထတာအကုန်ကံကြာဝင်ကြနော်ဒီမှာက तू ကဒီနှလုံး1 1ရပါဝ6ဒီနှလုံး10 10ရပါဝ5ဒီနှလုံး8 8ရပါဝ3နော်ဒီနှလုံး2 2ရပါဝခုံလို့ထဲ့ဖို့ပါ तू အပိတ်ကိုသွင်းထတာကဘလို့သွင်းထားလဲဆိုတော့ကျွန်တော်တို့ဒီမခါလုံးကနော်ခါလုံးကဒီမှာတစ်ချက်3အပိတ်နဲ့ ခါလုံးနှလုံးနဲ့ကိုခွန်ထိတ်နဲ့ခါလုံးနှလုံးနဲ့ရှစ်ကိုရှစ်လေးပိတ်နဲ့ခါလုံးနှလုံးနဲ့ခွန်နော်ကိုရှစ်ခွန်ကျွန်တော်တို့က3ပိတ်နဲ့ဒီနှလုံး3နဲ့မှာ6ဖြစ်မှာကိုရှစ်ခွန်6လို့သူကအဲ့လိုတလိုင်းရင်ပြေးလိုက်တာနော်တလိုင်းရင်ပြေးပြီးမှနောက်ပြီးကျမှသူကနှစ်လိုင်းနဲ့ပြန်ချုပ်တယ်ပေါ့နော်ကနန်းဆိုင်ပေါ့ သူကဘလို့ချုပ်ထားလဲဆိုတော့သိချင်ကြည့်ပါကျွန်တော်ရမိတ်ဆွေငွေချင်းများအားလုံးဒီသုံးလုံးပေါင်း6เนาะဒီအခွားနဲ့ထိတ်ဒီအခွားနဲ့အပိတ်နဲ့ထိတ်နဲ့တစ်စက်သူအဲ့လိုဝင်ထားတဲ့ဒီ3ကเนาะ3ထိတ်ကเนาะဒီ3ထိတ်ကကျွန်တော်တို့ဒီသုံးလုံး3လို့လည်းဖြစ်နေရမှာဒီနောက်တွဲ9နဲ့သူကအစ်ပိတ်နဲ့3လို့လည်းဖြစ်နေရမှာဒီသူဝင်ထားတဲ့3ထိတ်ကเนาะ ဒီ3လုံး6ဒီအခွားနဲ့ပိတ်နဲ့ထိတ်နဲ့30လို့ဖြစ်ထားတဲ့ဒီ3ထိတ်ကဒီ3လုံး3လို့ပေးပြီးမှနောက်ပေါင်း1 1ရပါဝါနောက်ပေါင်း6ဆိုပြီးတော့ကျွန်တော်တို့388ဒဲဆိုပြီးသူစတော့သူပေးလာတာပေါ့ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီ3လုံး5အခွားနဲ့အပိတ်နဲ့ထိတ်နဲ့30သူအဲ့လိုဝင်ထားတဲ့ဒီခွန်ထိတ်ကိုနော်ဒီခွန်ထိတ်ကိုဒီ3လုံးပေါင်း နောက်တွဲနဲ့အပိတ်နှုတ်လဲခွန်းလို့ပြန်ထည့်ထားเนาะနောက်တွဲနဲ့အပိတ်နှုတ်ခွန်းလို့ပြန်ထည့်ထားတယ်เนาะဒီခွန်းထိတ်ကြောင်မလို့အဲ့လိုခွန်းထိတ်ဒီခွန်းထိတ်ကြောင်မလို့ဒီသုံးလုံးခွန်းလို့ထည့်ပြီးမှနောက်ပေါင်း30ဟာ30ရပါပါနောက်ပေါင်း5ဆိုပြီးတော့သူကပြန်ချုပ်ထည့်လို့လိုက်တာအဲ့ဒီမှာကျွန်တော်တို့ခွန်း90 ဒဲ့ဆိုပြီးသူထည့်ထားတယ်ပေါ့ဒုတိယကပ်မှာဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီ၃လုံး၄เนาะဒီနောက်နှလုံးပေါင်း၉ရယ်၅ထည့်ရယ်၄เนาะ၆၅၄အဲ့လိုထည့်ပြီးမှကျွန်တော်တို့ဒီ၃လုံးကเนาะဒီအခွန့်နဲ့အပိတ်နဲ့ထိတ်နဲ့တစ်စေလို့ဝင်ထားတဲ့ဒီ၅ကို၅ထိတ်ကိုเนาะဒီနောက်တွဲနဲ့အပိတ်နဲ့ကိုလည်း၅လို့ထည့်တယ်နောက်တွဲနဲ့အပိတ်နဲ့ နော်ငားလို့ထည့်ပြီးမှသူကဒီနောက်တွဲ၈ရဲ့ပါဝါနောက်တွဲ၃လို့ချုပ်ထွက်လိုက်တာပေါ့နော်ငား30ဒဲလို့တတိယကတ်မှာသူထည့်ခဲ့တယ်ပေါ့နော်ဒါမှန်ပါတယ်ကတကွအရန်နဲ့ရပေါ့နော်အရန်နဲ့ရဗျာဒီမှာလည်းအဲ့လိုပဲဒီ၃လုံး၃နော်ตัว6 5 4 3ลูกดี3ลง3ลูกเท่ดิอควะน่ะอเป่งน่ะทิ้งน่ะ10ลูกผิดอ่ะดิ6 သူဝင်ထားတဲ့6ထိပ်အဲ့6ထိပ်ကိုဒီ3လုံးဒီ9ခုနဲ့ကိုအပိတ်လို့ထဲမှာနော်သူဝင်ထားတဲ့6ပိတ်ကိုဒီ9လုံးခုနဲ့ကိုအပိတ်လို့ထဲမှာနော်သူက6ဖြစ်မှာပေါ့နော်ဒီကျွန်တော်တို့ဒီ6ထိပ်သူဝင်ထားတဲ့ဒီ3လုံး3ဒီအခွားနဲ့အပိတ်နဲ့ထိမ့်နဲ့10လို့ဖြစ်တတ်တဲ့ဒီ6ထိပ်ဒီ6ထိပ်ကိုကျွန်တော်တို့အပေါ်ကနော်ပေါင်းခုနဲ့ ကိုအပိတ်လို့ထဲမှာနော်ကိုအပိတ်လို့ထဲမှာ6လို့ဖြစ်မှာအဲ့6လို့ဖြစ်လိုက်တဲ့ဒီကိုအပိတ်ကိုသူကဒီနောက်ပေါင်းနှစ်ကြောင့်မလို့နှစ်ရပါပါနောက်ပေါင်းခွန်ဆိုတော့ကျွန်တော်တို့က6 8 9ဆိုတဲ့ဒဲပါအဲ့လို깟